တော့ဆရာနံပါတ်ပြီးမှပါပေးတာလေ -2a² + 4x - 3 0ပထမဆရာတော့အရင်ပါလောက်ရတယ် 2x2 ရှိမှာအနှုတ်ရှိတဲ့ဆိုကြောင့်နှစ်ဘက်စလုံးပါနဲ့မြလဲ -3 မြောက်လာတယ်အဲ့တော့လက္ခဏာတွေပြောင်းသွားတော့ပေါ့ 2x2 4x 3 0ပြီးရင်ဘာလောက်အောင်မလဲ x2 ရှိမှာဆိုတော့ဘာမှရှိလို့မရအောင်အဲ့တော့နှစ်ဘက်စလုံးပါနဲ့စားလိုက်နည်းနည်းစားတော့ပေါ့နော်အဲ့တော့ဘာပြောရလဲ a square minus 2x plus 3 by 2 equal to 0ဒီဘက်ခြံကိုလည်းစားတာပဲเนาะ0တို့နဲ့စားတော့0ပဲရလို့ပြီးတော့မှဘာလို့အဲကိန်းတွေကိုတဖတ်ဖို့เนาะတဖတ်ဖို့မယ်ပြီးရင် ပြန်ပြောကြည့်ဘယ်လိုလုပ်မလဲတစ်သက်ရဲ့မြောက်ပေါ်ကိန်းကိုနှစ်နဲ့စားနှစ်သက်တင်နှစ်ဘက်စလုံးပေါင်းအဲ့တော့ဆရာသမားကိန်းတွေဆောက်တဖတ်ဖို့လိုက်တယ် minus 3 by 2တစ်သက်ရဲ့မြောက်ပေါ်ကိန်းဘယ်လောက်လဲ2 2နှစ်သက်တင်ဘယ်လောက်ရမလဲ sorry နှစ်နဲ့စားတော့ 1 1နဲ့တက်တင်တော့ဒီဘက်ချန်လည်းပါမယ်ဘက်ဘက်ချန်လည်းပါတယ်အဲ့တော့အရှိမအပါလားနှုတ်လားနှုတ်ဆိုရင်နှုတ်ချင်းသကွင်းလုံးနှစ်ထက်ဘာရမလဲ x 1 the whole square ဒီဘက်မှာရှင်း -3/2 နဲ့ +1 1/2အဲဒီက1ဆိုတော့2/2လေအဲ့တော့ -3/2 နဲ့2/2ဆိုတော့ -1/2 ဘာဖြောက်တော့မလဲနှစ်ထပ်ဖြောက်တော့မလဲနှစ်ထပ်ဖြောက်ရင်ဘာလို့ root in i get တော့ဘာရမ plus or minus square root of 1 by 2i ပေါ့ဟုတ်မလားအဲ့ဒီမှာဆရာ square root of 1 by 2i မှာအပေါ်1 1ကကြတော့ root မပြုတ်ဘူးလားသူက1ဆိုတော့1 square ဆိုဆရာတခါ root ဖြုတ်လိုက်ရနော်တပေါ်ကဘယ်လိုရတာလဲ1 by 2ဟုတ်လားအဲ့ဒါဘာနဲ့တူတူပဲလဲ square root of 1 by root 2နဲ့တူတူပဲအဲပြီးရင်ဆရာလိုချင်တာ8ပဲဆိုတော့ဒီကောင်ဘတ်တော့ဘာလို့လိုက်ဒီမှာ minus ဆိုတော့သပောင်းလိုက်ပေါ့အဲ့တော့ဘာရမလဲ x square to 1 plus or minus square root of 2 by 2i ဒါဘာလို့လိုက်လဲကြာ rational လိုက်လောက်လိုက်တာဘာရှိမှာ root ရှိနေ root ပြန်ဖြောက်ပြရလေဒါ irrational gain လို့ခေါ်တယ်သူ့စာ rational လိုက်လောက်လဲဆိုတဲ့အသေးပြဘာနဲ့မြောက်လိုက်တာလဲအပေါ်ရောအောက်ရောကို root 2နဲ့မြောက်လိုက်တာအဲ့တော့ဘာရလဲ root 2 by root 2နဲ့ root 2မြောက်တော့2ပေါ့နော်ဒါလေးကဒီညာလေးပြောင်းလိုက်ဟာလေရမနော် ပြီးနံပါတ် C နံပါတ် C လည်းအဲ့တိုင်းပေါ့အရင်ဆုံးပါတော့မယ်အဲ9နဲ့စာ9နဲ့စာရင်ပါရမယ် a square minus 2 by 5 plus 1 by 5 equal to 0ပေါ့ပြီးရင်ပါလို့ဂိန်းတွေကိုတဖတ်ဖို့တထရဲ့မြောက်ပေါ်ကိနှစ်နဲ့စာလိုက်ရအောင်2 by 5နှစ်နဲ့စာတော့ဘလားလဲ 1.5ပေါ့ပလိုက်ရမယ်1.5အဲ့တော့ဘယ်နှသက်တင်နှစ်သက်တင်မယ်နှစ်ဖက်စလုံးပေါင်းပါလာနှုတ်လားနှောက်ဆိုရင်နှုတ်ချင်းတကွင်းလုံးနှစ်ထက်ဒီဘက်ချမ်းမှာရှင်းရင်ပလိုက်ရမယ် minus 1 by 5 plus 1 by 25ဘာညီလိုက်ရင်25အောက်ကို5ပေါ်လဲ minus 5 minus 5နဲ့1ဆိုတော့ minus 4 by 25ရရလဲမယ်နော်မှားမှာဆိုလို့ရှိရင်လဲကယ်ကူတာနဲ့အဲ့တော့ဘာရမလဲ h minus 1 minus 5တို့စကယ်ကူဆိုဘလာရမလဲ minus 4 by 25အဲ့တော့ဘာဖြောတော့မလဲစကယ်ကူဖြောတော့မယ်ဆိုဘာလုပ်မလဲ root in i get plus or minus တက်အဲ့တော့ plus or minus square root of 4 by 25i ဒါတခါလေးပြောင်းလိုက်ပြီနော် အကယ်လို့4/25မှာ4ဆိုတာကဘာနှစ်သက်လဲနှစ်နှစ်သက်မို့လို့ရူပြောက်တယ်အဲ့လိုပဲ25ကလည်း9နှစ်သက်မို့လို့ရူပြောက်သွားလိုချင်တာ8ဆိုတော့ minus 1/5ဟုတ်ပါတော့တော့ plus 1/5ဖြစ်တယ်အဲအဲ့ဒါသူရနောက်ဆုံးလိုချင်တဲ့အဖြေပဲအဲ့တော့အဖြေပြန်ထုတ်ပေးလိုက်ရင်ဒါလိုချင်တဲ့အဖြေရအောင်ရမနော်သွားကြည့်ပါနံပါတ်ဒီမှာနံပါတ်စလုံးဆရာတို့ဘာနဲ့စာမယ်အော် သုံးနဲ့စားမယ်အဲ့တော့ဘာရမလဲ x square plus 7 by 3 plus 5 by 3 equal to ဘာတော့ဖတ်ဖို့မယ် gain တွေကိုအဲ minus 5 by 3ပြောအောင်ပြီးရင်တစ်သက်ရှိရမြောက်ပေါ် gain ဘလောက်အဲ့တော့နှစ်နဲ့စားတော့7 by 6နှစ်နဲ့စားတော့ဆိုလဲတဲပေးရပိုင်းကြီးကိုနှစ်နဲ့မြောက်ရမယ်အတူတူပဲအဲ့လိုကိုသဘောပေါက်လို့ရတယ်7 by 6အဲ့ဒါကိုဘယ်နှစ်သက်တင် နှစ်သက်တင်တယ်ဒီဘက်ခြံလည်းတင်တယ်ဒီဘက်ခြံအပီးနှစ်ဘက်စလုံးပါတော့အဲ့တော့ဒီမှာပေါင်းမိုလိုပေါင်းခြင်းတကွင်လုံးနှစ်သက်ပြီးဒီမှာ7 square က49 6 square က36ပိုင်းချင်းကြီးတယ်သူ့ဘာနဲ့မြ7နဲ့မြောက်ဒီဘောလည်း7 5လီ -60 နဲ့49ဆိုဘယ်လောက်ကျန်လဲ -11 အဲ့တော့ဘာဖြုတ်ပြီး square root ဖြုတ်ရင်ဘာလုံးမလဲ root in i get plus or minus term အဲ့တော့ဘာရမလဲ plus or minus square root of 11 by 36i ပေါ့အဲ့ဒီမှာတခါတည်း36ကတော့ root ဖြောက်လို့ရလားမရလားဘာလို့36ဆိုတော့ဘာနဲ့ထက်လဲဒါဆို square root က11 by 6ပေါ့အဲ့တော့ဘာရ x plus 7 by 6 plus or minus square root of 11 by 6i plus 7 by 6ပေါ့တော့ minus 7 by 6အဲ့ဒါဆိုသူ့ရဲ့အပြင်တစ်ခုအပေါင်းတစ်ခုအနောက်တစ်ခုခွဲလိုက်ရင်ရတယ် โอเคတွေ့ကြည့်ပါပြီးရင်ဆရာနံပါတ်2နံပါတ်2ဟာဆရာတော့အင်ဇဘယ်2နဲ့တူတာပေါ့သူကဘာလောက်ကန်လဲ stop ဖြည့်ရှင်းခိုင်းပြီးတော့ဘာပြန်လုပ်ပြရမလဲ check စစ်ဆေးပြရမှာပါเนาะနှစ်ပုတ်ရှိတယ်ဆရာနံပါတ်8တပုတ်ပဲတွေ့တော့မယ်ဘီယာနောက်မှသတ်တော့ပေါ့เนาะကိုပါတာကိုအဲ့တော့ဘာရင်လောက်ဂိမ်းတွေကိုတစ်ဖက်ပို့တယ် plus 4ပို့သွားရင် minus 4ဖြစ်သွားမှာเนาะအဲ့တော့ minus 4ဖြစ်ပြီးတက်သက်ရှင်းများပေါ့ခင်ဗျာ နှစ်နှစ်ကိုနှစ်နဲ့စားတော့တတေယဘဏ္ဍတ်တင်သတ်သတ်တင်ပြီးနှစ်ဘတ်စလုံးပေါင်းတယ်အရှိမပါလေမိုင်းနဲ့ဆိုရင်နှုတ်ချင်းတကွင်းလုံးနှစ်သက် h 1 2 2 3နှစ်သက်ပြုတ်မယ် root i ကပ plus or minus တက်ဆိုတော့ဘာရမ plus or minus square root of 3i အဲ့ဒါအရေးကြီးတယ်နော် i ကရှာတော့ပုံမှန်ရှိရမှာလေ ရူရဲ့အပြင်မှာနော်အထဲသွားအထဲကိုသွားပြီးထည့်တာမိမှားတယ်နော်အဲသတိထားပါနော်ရေးတာဒီအဲ့တော့အဲ့ဆိုလို့ကျွန်တော် minus 0ပေါ်တော့ plus 1ဖြစ်တယ်အဲ့မှာသူ့ဖြစ်နှမျိုးရတော့ပြီးရင်ဇာတော့ဗာပြန်လောက်ရမယ် check စစ်စီအောင်လို့ for 1 plus root 3 i တော့ဒီဘက်ခြံက left hand side မှာဗာလုပ်မယ်စားသွင်းရအောင်အဲ့တော့ပြန်ရေးတယ် ac တဲ့နေရာမှာသမျှဗာတွေတွင်းလဲ1 plus root 3 i နေတွင်းတယ်ရှေ့ကိန်းတစ်ထပ် 1မရအောင်1 square ရှင်းနှမ်းမှရှင်းနှစားဆိုဘလားရအောင် plus 2 root 3i အနောက်နှစ်ထပ် 3i square ဘယ်နှခါမြောက်နှခါမြောက်တော့ minus 2 minus 2 root 3i ပြီးရင်ဘာရေးမလဲ plus 4 i square နေရာမှာဘာပြောင်း i square ကဘာနဲ့တူလဲ minus 1ဆိုတော့3နဲ့မြောက်လိုက်တော့ minus 3ပြောင်းသွားမယ်အဲ့တော့ဘာပြောရမလဲအားလုံးကြည့်ပါလေဒီမှာ plus 2 root 3i minus 2 root 3ရဒီမှာ minus 3 minus 2တော့ minus 5 1 plus 4 plus 5ကြီးတော့0ရနောက်တစ်ခါပါအတွက်1 minus root 3 i အတွက်အဲ့ရှိတဲ့နေရာမှာသမားပါရှာပါလို့မယ်စားသွင်းတယ်ပြန်လိုက်ပြောတော့ရှေ့ကိန်းတစ်ထက်က1ရှေ့နောက်မြောက်ခြင်းနဲ့စားသွင်း minus 2 root 3 i အနောက်တစ်ထက်အဲ plus တော့ minus တော့ plus ပြရပါမယ်နော် root 3နဲ့ထက်က3ဆိုတော့ plus 3i square နှစ်ခါမြောက် minus 2 my oh sorry plus 2 root 3i plus 4 i square မှာဘာပြောင်း minus 1ပြောင်းတော့ဘာရောက်အောင်မယ်အဲ minus 3ဖြစ်တယ်အဲ့ဒီမှာခဏလိုပဲ minus 3 minus 2က minus 5 1 plus 4 plus 5ဆိုကြီးတယ် minus 2 root 3i နဲ့ plus 2 root 3i ကြီးတော့အပြည့်ပါရလဲ0ရနော်အာဒီ a တော့တော့တွက်လိုက်ပါ b ကနောက်မှအိမ်သာတွက်မယ်နော် is our question number 3 me gwa tu ba o cha ngan ne find the value of i power n ne no i power n ye tan mo sha pe ba for every positive integer n n so da ga a paung gain pi de no paung gain pi de so da 1 ga sa ba ba no i ye tan mo 1 2 3 n so sa chi de pi a lo ba ni ne tu a pe da so yin i power n ma tu a လေးခုလောက်သူပြတာပါနော် i ဆိုတော့ i i square ဆိုရင်ဟို minus ဆိုအောင်ပေါ့ i ကျဆိုရင် i square into i i four ဆိုရင် i square into i square တဲ့အစားရှိသေးပြီတော့သူကတော့လို့ရမယ်အစားလေးဆိုတော့ပြီးတာဒါလေးလေးကျတော့အရင်တော့ပြလိုက် i square ကဘာလဲသူမဲ minus 1နော်အဲ့တော့ဆရာရှေ့ရလဲသိခဲ့ပြီဒါဒီမှာလဲပေးထားတာပဲအဲ့တော့ i တစ်ဆက်ဆိုတော့ i မရ i square ဆိုရင် -1 i choose ဆိုရင် -1 အဲ i ကျူးဆိုတာ i square နဲ့ i နဲ့မျှတာပြောပါပြီ i square ကဘာနဲ့တူလဲ minus ဆိုတော့ i နဲ့မျှတော့ minus i i power 4ဆိုတာ i square ဘယ်နှခါနှခါတဘော i square the whole square ပေါ့ i square ကဘာနဲ့တူလဲ minus 1 minus 1 the whole square ဆိုတော့1အဲသူ့ရဲ့အဖြေ၄မျိုးဒီ၄မျိုးပါဘောနော် i တစ်ချက်နှစ်ချက်သုံးချက်၄ချက်မှာအဖြေကမတူ၄မျိုးပေါ့နော် i တစ်ချက်တော့ i i square က minus 1 i2 က minus i i power 4က1ဒီ၄မျိုးပဲသူက circulate ဖြစ်နေတာအမြဲတမ်းသဘောကွာ i power 5ဆိုဘာပြန်ရမှာစဉ် i i power 6ဆိုရင် minus 1 i power 7ဆိုရင် minus i i power 8ဆိုရင်1နောက်ထပ်သွားရင်လည်းအဲ့လိုပဲသွားမှာ၄ခုတိုင်း၄ခုတိုင်းမှာဒီကဏန်းလေးလုံးပဲဆရာတော်ကပြန်ပြီးတော့ထပ်နေလိုက်အဲ့ဒါကိုဆရာတော်သဘောပေါက်အောင်ပါ ။ဒါသူက general line နဲ့ empower and the mo ရှာပေးပါဆိုပြီးတွက်ခိုင်း။အဲ့တော့ဒါတော့ဘာရင်လုံးမသိဒါတော့ဆရာဆက်ပြီးရှင်းပြတာပါ။ငါးတဲ့60အစားရှိတွေအဲ့လိုပဲဆရာတို့သွားလိုက်ဒီမှာဆရာဒီမတိကိန်းတစ်ခုဆရာတီလိုက်တယ်ကိုပါဆို K ပေါ့နော် K ကဒီ natural number ဆိုရဲသဘာဝကိန်းတွေမှာပါမယ်ဒီမေးခွန်းအမှတ်မှာတွက်နေတယ်အများကြီးရှိတယ်ဆရာတို့တီတီနီးယူလာတာပေါ့ဂျန်နဲ့နီးလည်းရှိသေးတယ်ဒီနီးလို့ဆရာရင်ရှင်းပြလိုက်အဲ့တော့ ဆရာဒီမှာနှစ်မျိုးစဉ်းစားတယ် i power 2k နဲ့ i power 2k plus ဆိုပြီးတော့ဒီနည်းပြောရင်ဒီ i power 2k ဆိုတာဒီအပွားထက်ညွန်ကစုံထက်လားမထက်လားဒါစုံထက်ကိုဆရာလိုချင်လို့ဟိုကပြောရင် i power နှစ်ထက်၄ထက်၆ထက်၈ထက်အဲ့လိုတွေလိုချင်လို့ဘာလို့ပြရလဲ i power 2k plus 1 no sorry i power 2k အဲ့ဒါဘာထက်တော့လဲစုံထက်တော့ အဲ 2K+ ဆိုတာကြတော့ဘာအထက်အတွက်တွေလဲမာသက်တွေနော်ဘာသက်တွေဆိုလဲမာသက်တွေအဲ့တော့ဆိုလိုချင်တာ K ညမှာ0စားသွင်းလို့ရှိ1ရမယ်တစ်ထပ်ရမယ်ပြီးရင်အ1စားသွင်း3ထပ်ရမယ်2စားသွင်း5ထပ်ရမယ်အဲ့လိုဆရာတို့ရမယ်ဒီနေ့ပြောသူကဘာအထက်အတွက်တွေဆိုရင်မာသက်တွေအတွက်ဒီကောင်ကဘာအထက်အတွက်စုံထက်အတွက်ဟုတ်ပြီအဲ့လိုရှင်းတဲ့အခါမှာဘယ်လိုရလဲပေါ့ i square တော့ပါ k ဆိုပြီးဆရာပြောင်းလို့ရတယ် i square ဘာနဲ့တူလဲ -1 -1 ကို k ထက်တင်တယ်တဲ့အဲ့ဒီမှာအဖြေဘယ်နှမျိုးထက်ရလဲနှစ်မျိုးရ k ကဘာဖြစ်ခဲ့မာဂိန်ဖြစ်ခဲ့ k ကဘာဖြစ်ခဲ့မလဲမာဂိန်ဖြစ်ခဲ့ရင်ဒါသဘော3လို့3လို့5လို့ဖြစ်ခဲ့ရပေါ့ဒါဆိုသူပြရပါရမယ် -1 ရအကဲ k ကဘာဖြစ်ခဲ့သုံးထပ်ဖြစ်ခဲ့လို့ရှိရင်ဒီနေရာမှာ2 4 6 80ဖြစ်အဲ့တော့ -1 နှစ်ထပ်ဆိုရင်1မရမ4ထပ်ဆိုလည်း 1ဒါကြောင့်မို့မားထက်ဆိုရင် minus ဆိုရပြီးတော့စုံထက်ဆိုရင်ဘာရမလဲ1ရမယ်ဒါကြောင့်မို့ကျွန်တော် i bar 2k ဆိုတဲ့အဖြစ်မှာဟိုဒီရက်တက်ဖို့ဘယ်နှမျိုးရှိလဲအဖြစ်ဟာနှစ်မျိုးရှိတယ် minus 1နဲ့1ဒီနေ့ပြောအခုဒီကောင်စုံထက်လားမားထက်လားစုံထက်စုံထက်တွေစုံထက်အဖြစ်ကဘယ်နှခုရလဲ minus 1နဲ့1ဆိုပြီးရမယ်အဲ့ပါ2ကဘယ်နှခုရလဲစုံထက်တွေစုံထက်အဖြစ်ကဘယ်နှခုရလဲ minus 1နဲ့1ဆိုပြီးရမယ် i bar 2k plus 1ကမားထက်တော့စဉ်းစားလားသူ့လက်ရှားတော့ခွဲ i bar 2k ပေါင်းတဲ့ဆိုတာအခြေသူချင်းဘာလို့လဲ ညောက်တာဒါကြောင့်မို့ i power 2k into i i power 2k ရဆရာတို့ဘာလို့ရတာဆိုရင် minus 1နော် minus 1 power k ဘာကြောင့် minus 1 power k လဲ i square ကဘာနဲ့တူလဲ minus 1နဲ့တူလို့ဒါကြောင့် minus 1 power k into ဘာပြန်ရေး i ကိုပြန်ရေးသူ့မှာလည်းဘယ်နှမျိုးရှိမလဲအကဲဒီ k နဲ့မှာမားဖြစ်ခဲ့မယ်ဆိုရင်ဖြေပါရမ်း minus 1ရမှာလား1ရမှာ k နဲ့မှာမားဆိုရင်လေ မိုင်းနဲ့ဆိုတာမိုင်းနဲ့ဘောအိုင်နဲ့မြောက်အကဲကိညာမှာဘာဖြစ်ခဲ့စုံဖြစ်ခဲ့လို့ရှိရင် -1 စုံတဲ့ဆိုဘာရအောင်1 1ကိုအိုင်နဲ့မြောက်တော့အိုင်ရတယ်ဒါကြောင့်မို့အိုင်ကမားချက်တာဖြစ်ခဲ့လို့ရှိရင်သူရဲ့အဖြေဘာနဲ့ပါနေရမယ် -i နဲ့ i စုပြီးဆိုတော့ဖြစ်နိုင်ကြည့်အဖြေနှစ်မျိုးရတယ်ကိုသိရဒါကြောင့်မို့ဒီနှစ်ခုဆရာတို့ပြန်ပြီးစုရည်လိုက်ပါနော်ဒါဖြစ်လေအဲ and ကဒီအပေါ်အထက်ညို 2k က and လို့ဆရာတို့ပြောလိုက်လို့ရှိရင် စုံငင်းဖြစ်မယ်။အဲစုံငင်းဆိုရင်သူ့ရဲ့ထက်ညွန်မှာဖြေရဘာနဲ့ဘာနဲ့ရမယ်။ -1 နဲ့1နဲ့ရမယ်။အကဲဒီအန်နီယာမှာရှိတဲ့တမိုးက 2k+ ဆောင်းဆိုသူကဘာဂိမ်းလဲ။မဂိမ်းဖြစ်မယ်။မဂိမ်းဆိုသူ့ရဲ့ဖြေရဘာနဲ့ဘာနဲ့ရမယ်။ -i နဲ့ i ဆိုပြီးရတယ်။ဒါသူ့ရဲ့ဖြေပဲ။ဒါကြောင့်မို့အပါအိုင်အဖြေရဆရာတို့ကြားတယ်လို့အထက်တင်ဘာဒီပဲရအောင် i -1 -i 1နေဆိုတော့ဒီလေးမျိုးကဘာဖြစ်နေပါလဲတန်တရားလေးနေလို့ဆိုပြီးဆရာတို့ရ ਹਾਂ